ဒီအတွက်ရှော့နယူးသတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။မန်စီးတီးနဲ့ပက်ကွာရီယိုလာကတော့အာဆင်နယ်ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမစိုးရိမ်မိကြောင်းနဲ့သူစိုးရိမ်မိတာကသူ့အသင်းရဲ့လက်ရှိအနေအထားတွေနဲ့ပတ်သက်ပြီးဘလို့တိုးတက်ကောင်းမွန်အောင်လုပ်ရမလဲဆိုတာကိုအပြေရှာဖို့နဲ့တကယ်လို့အာဆင်နယ်အနေနဲ့လက်ကျန်ပွဲစဉ်တွေအားလုံးနှီးပါအနိုင်ရပြီးတော့ပရီးမီးယားလိဘလာရသွားတယ်ဆိုရင်သူ့အနေနဲ့ congratulation လို့ပြောသွားမှာဖြစ်တဲ့အကြောင်းသတင်းမှာဖော်ပြထားပါဗျ။နောက်သတင်းတစ်ပုဒ်ကတော့ဝိန်းရိုးနီကတော့ ဒီလီဗာပူးလက်ရှိရုံးကန်နေရတယ်ဆိုတာကမိုဟာမက်ဆာလန်နဲ့ဘန်ဒိုက်တို့ရဲ့ဘော်ဒီလန်ဂွေ့ပြောင်းလဲမှုကြောင့်လို့ဝေဖန်ထောက်ပြခဲ့ပါတယ်သူတို့နှစ်ဦးကစာချုပ်အစ်မလက်မှတ်ရေးထိုးခဲ့တယ်ဆိုပေမဲ့တကယ်တမ်းမှာတော့အသင်းကိုဒီအားဒီမဥဆောင်နိုင်မှုလို့ကျွန်တော်ထင်မိကြောင်းပြောသွားခဲ့ပါတယ်နောက်ပြီးတကယ်လို့သူတို့တွေဒါဒီဘော်ဒီလန်ဂွေ့မမှန်ကန်မှုဆိုရင်ကျန်တဲ့ကစားသမားတွေထိပါတက်ရောက်မှုရှိတယ်လို့ဝေဖန်ထောက်ပြခဲ့ပါတယ်နောက်ဆုံးသတင်းကတော့ Manchester United အသင်းက လက်ရှိအချိန်မှာဘိုးဆွဲဖို့ရေပန်းစားမှုမှာနံပါတ်၄နေရာအထိရောက်လာတယ်ဆိုတဲ့အကြောင်းဘတ်တီကုမ္ပဏီတော်တော်များများကဖော်ပြလာခဲ့ပါတယ်ဒါဟာဘာလဲဆိုတော့မန်ယူနီးပြ MO တွေကဒီနောက်ဆုံး၅ဝဲမှာ၄ဝဲအထိအသင်းကိုအနိုင်ရအောင်ဆွမ်းဆောင်ခဲ့လို့ပါဒါကတော့နောက်ဆုံးရ short new သတင်းတော့ပေါ့ကဗီဒီယိုလေးကိုဆုံးနေကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ